ဒါတို့မိတို့ရေအားလုံးမင်္ဂလာပါ။ဆရာတော် Grade 3 English ကိုသင်တဲ့ဆရာဖုံးတန်စင်တွင်ဖြစ်ပါတယ်။ကဲဒါတို့မိတို့ရေဒီခါဆရာတို့သင်မဲ့ခေါင်းစဉ်က Unit 8 Around Town Lesson 1 Places ဆိုတဲ့သင်ခန်းစာဖြစ်ပါတယ်။ ဒါတို့မျိုးရေနော်ဒီ lesson 1 places မှာတော့ဆရာတို့ကဒီဆရာတို့ရဲ့မြို့ထဲမှာရှိတဲ့နေရာလေးတွေပေါ့နော်ဘာလေးရှိနိုင်လဲဆိုရင်ဆရာတို့ဒါရုပ်ရှင်ယုံနေစာကြည့်တိုက်တေဟုတ်တယ်မလားဆရာတို့မြို့ထဲမှာဆိုဈေးယုံနေရှိတယ်နောက်ပြီးသွားရင်ဆရာတို့ရဲစခန်းနေရှိတယ်နော်ဒါမျိုးအပြင်ဆရာတို့ places တွေအများကြီးရှိပါတယ်နော်ဆရာတို့အခုဆိုရင်လည်းဆရာတို့ဒါမြို့တွေထဲမှာဆိုရင် shopping mall တွေပါတယ်နော်ဆရာတို့ရှိပါတယ်စီတီမော်တို့နော် junction city တို့ဒါမျိုးတွေသည်ဆရာတို့သည် ဒါ shopping mall ဆိုတော့ several places တွေပေါ့เนาะအဲ့လိုလေးတွေခေါ်ပါတယ်ကဲဒါဆိုရင်ဒါတို့မိတို့ရေဆရာတို့ဒီ town ပေါ့เนาะမြို့ထဲမှာရှိတဲ့ places တွေအားလုံးကိုဟောဆရာတို့က english လို့ဘယ်လိုခေါ်မှာလဲဘယ်လိုခေါ်ရလဲဒါလေးတွေလည်းသိထားဖို့လိုအပ်ပါတယ်ကဲဒါဆိုရင်ဒါတို့မိတို့ရေဆရာနဲ့တူတူเนาะဒီ places တွေအားလုံး english လို့ဘယ်လိုခေါ်လဲဆိုတာကိုတူတူလေ့လာကြမယ်เนาะကဲဒါဆိုဒါတို့မိတို့ရေအခုဆရာကဒီမှာပြထားတဲ့ပုံလေးကိုကြည့်ပါကဲ ဒါဆိုရင်ဒါတို့ပြီးတော့ဒီနေရာလေးကရင်းနှီးမယ်လို့ထင်ပါတယ်เนาะအချိန်မှလည်းဒါတို့ပြီးတော့ဒါတွေ့ဘူးထားပါတယ်ကဲဆိုတော့ဒီလူတွေကเนาะအထဲမှာဘာလုပ်နေလဲဆိုတော့ဟောစာအုပ်စင်တွေလည်းတွေ့တယ်เนาะဆိုတော့မာစာတွေဖတ်နေကြတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့စာကြည့်တိုက်ပေါ့เนาะဒါတို့ပြီးတော့ဆိုတော့ဒါတို့ရဲ့ဒါမြို့ထဲမှာလည်းဒါစာကြည့်တိုက်ဆိုတာရှိပါတယ်เนาะရက်ွက်ထဲမှာလည်းစာကြည့်တိုက်တွေရှိတယ်ကဲဒါဖြင့်ဒါတို့ပြီးတော့ရေးเนาะဒါစာကြည့်တိုက်ကို English လို့ဘယ်လိုခေါ်လဲဆိုတာဒါတို့ပြီးတော့အချိန်မှလည်းတစ်ခါ သင်ဘူးတယ်ကဲဒါဆိုဒါပြီးတော့ပြောကြည့်ပါဦးเนาะစာကြည့်တိုက်ကိုဘယ်လိုခေါ်လဲ English လို့ဒါစာကြည့်တိုက်ကိုကြတော့ English လို့ဘယ်လိုခေါ်လဲဆိုတော့ဆရာတို့က library လို့ခေါ်เนาะ L I B R A R Y library ဆရာနောက်တစ်ခါထပ်ပေါင်းပြမနော်တေချာနားထောင်ပါ L I B R A R Y library ကဲဟုတ်ပြီเนาะ ဒါဆိုရင်ဒါရုသမီးတို့ရေဒါဆရာတို့ရဲ့ထောင်းထဲမှာဆိုရင်ဒါ library ရှိတာဒါရုသမီးတို့သိသွားပြီ။ကဲဒါဆိုရင်ဒါရုသမီးတို့တစ်ပြီးစဉ်းစားကြည့်ပါအောင်ဒီမြို့ထဲမှာเนาะဒါရုသမီးတို့ဒါဘာနေရာဘယ်နေရာတွေများရှိအောင်မလဲစဉ်းစားကြည့်ပါအောင်တစ်ချက်လောက်။อืมကဲဒါဆိုရင်ဆရာတို့နောက်ထပ်ပုံတစ်ပုံထပ်ကြည့်မယ်เนาะကဲလာဟုတ်ပြီ။ဟောဒီမှာဆိုရင်ဘာကြီးလဲ။ဟောအရှိန်မှာ screen ကြီးอ่ะကြီးပဲเนาะ။ ဒီမှာရုပ်ရှင်ပြနေတာเนาะလူတွေကထိုင်ပြီးတော့အုပ်စုလိုက်ကြည့်ကြည့်နေကြတယ်ကဲဆိုတော့ဒီနေရာကဘာလဲဆိုတော့ရုပ်ရှင်ရပေါ့ကဲဆိုတော့တာရုသမီးတို့ထဲမှာရုပ်ရှင်ကြည့်ရတာဝါသနာပါတဲ့လူရှိလားဟုတ်เนาะကြည့်မှာပါเนาะရုပ်ရှင်ရုံထဲမှာ screen ကြီးကကြည့်ကြည့်ပဲเนาะရုပ်ရှင်ကြီးကိုအကုန်လုံးထိုင်ကြည့်ကြတာပြောစရာကောင်းတယ်ကဲဒါဆိုရင်တာရုသမီးတို့ရုပ်ရှင်ရုံကြတော့ English လို့ဘယ်လိုခေါ်လဲအဲ့ဒါလေးရောသိကြလားမသိရင်တာရုသမီးတို့မှတ်ထားပါရုပ်ရှင်ရုံကိုဆရာတို့ English လို့ cinema လို့ခေါ်တာเนาะဆရာစာလုံးပေါင်းလေးပေါင်းပြမှာเนาะ C I N E M A cinema နောက်တစ်ခါတော့ပေါင်းပြမှာเนาะဆရာ C I N E M A cinema cinema ဆိုတာဆရာတို့ရုပ်ရှင်ယုံ ကဲဟုတ်ပြီเนาะကဲဒါဖြစ်သားတို့သမီးတို့ရေဆိုတော့အရင်ဆုံးဒီရုပ်ရှင်ယုံအကြောင်းမပြောခင်မှာဆရာတို့အချင်းမှာဒါ library အကြောင်းကိုဆရာတို့ပြောခဲ့တယ်เนาะကဲဆိုတော့သားတို့သမီးတို့ဆိုတော့ဒီ library ထဲမှာသားတို့သမီးတို့က ဘာလုပ်လို့ရမလဲထင်လေအရင်ဆုံးဆို library ထဲမှာဆိုရင်တာတို့တမီးတို့ကဒါစာဖတ်ရတာပေါ့နော်ဆိုတော့ဆရာတို့အဲ့ဒါလေးကိုပြောခြင်း English လို့ပြောတယ်မယ် library ထဲမှာတာတို့တမီးတို့ဘာလုပ်နိုင်လဲရုပ်ရှင်ရုံထဲမှာတာတို့တမီးတို့ဘာလုပ်လို့ရလဲနော်ဆိုတော့တာတို့တမီးတို့ဒီနှစ်ခုကြည့်မယ်ဆိုရင် library ထဲမှာကျတော့စာဖတ်မယ်နော်ရုပ်ရှင်ရုံထဲမှာကျတော့ရုပ်ရှင်ကြည့်တာပေါ့ကဲဒါလေးတွေကိုတာတို့တမီးတို့က English လို့ပြောတဲ့အခါကျတော့တော့ဒါ library မှာပြောရင်ကျတော့ you can read books at a library ဘူးเนาะ you can read books at a library ကဲဆိုတော့ဒီ library ထဲမှာဒါစာအုပ်တွေဖတ်လို့ရပါတယ်ကဲဆိုတော့ဒါသူတို့အဲ့ဒီမှာသိရမှာကအဲသူကသုံးတဲ့အခါမှာ at a library လို့ပြောတယ်เนาะဆရာတို့ဒီ places တွေကိုပြောခြင်းတဲ့အခါမှာဆရာတို့က at เนาะ 88ကိုသုံးပြီးတော့ at the ဘာမှလဲကိုပြောချင်တဲ့နေရာ library လားရုပ်ရှင်ရုံလားဒါမှမဟုတ်ရင်တခြားဘယ်နေရာလဲเนาะ zero at လေးကိုသုံးပြီးတော့ at the library ဒါမှမဟုတ်ရင်ရုပ်ရှင်ရုံဆိုလဲ at the cinema ဟုတ်ပါတော့ at the cinema เนาะအဲ့လိုလေးတွေဒါသမီးတို့က ကြောတာကဲဒါဆိုရင်ဆရာတို့စင်နမတ်ကိုဆရာတို့ထပ်ပြီးကြည့်ကြည့်အောင်နော်စင်နမတ်ထဲမှာကျတော့တာကနီတို့စာမဖတ်ဘူးလေနော်ဒါအကုန်လုံးရုပ်ရှင်ကြည့်မှာပေါ့ဆိုတော့အဲ့ဒါကျတော့ဆရာတို့ကဘယ်လိုပြောမလဲစင်နမတ်ထဲမှာဘာလုပ်လို့ရလဲရုပ်ရှင်ကြည့်လို့ရတယ်ကဲဆာဆိုရင် you can watch films at a cinema films ဆိုတာဆရာတို့ကရုပ်ရှင်တွေကိုပြောတာနော်ဆိုတော့ you can watch films at a cinema တွေ့နော် at a cinema ဆရာတို့အရှင်းမှာ at a library ော်ဒီမှာကျတော့ at a cinema ဆရာတို့ at at လေးကိုပြောပြီးတော့သုံးပြီးတော့ဆရာတို့ places တွေကိုဆရာတို့ကရည်ညွှန်းနေပြောတယ်ဒါလေးကိုသိရမယ်ဟုတ်ပြီကဲသားတို့တို့ရေဒါဆိုရင်ဆရာတို့ဒီထောင်းထဲမှာဆိုရင်ဂျာနာလေးတွေဘာလေးရှိအောင်မလဲဘယ်နေရာလေးတွေဆရာတို့ရှိအောင်မလဲကြောင်းအောင်မလဲထပ်ကြည့်မယ်ကဲသားတို့တို့ရေဒီခါပုံလေးကိုထပ်ကြည့်ပေးပါ ။အော်ဒီကပုံကြတော့ဒီမှာဒါကလေးအုပ်စုတွေကသူတို့ဘာလုပ်နေလဲဆိုတော့ဒါဘတ်စကတ်ဘောကစားနေတယ်။အဲကဲဆိုတော့ဘတ်စကတ်ဘောကစားတယ်ဆိုတော့ဒါတို့မြို့ထဲမှာဆိုရင်ဒါအားကစားယုံနေရှိတယ်ဟုတ်နော်။ဒါအားကစားယုံနေဆိုတာရှိတယ်။ဆိုတော့အားကစားယုံကြတော့ဆရာတို့ကအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတော့ဆရာတို့က sports center လို့ခေါ် sports center ဟုတ်နော် S P O R T S sports C E N T R E center sports center ဟုတ်နော်အားကစားကြုံဆိုတော့ဆရာအဲ့ဒါနောက်တစ်ခါထပ်ပေါင်းပြမယ်နော်တေချာနားထောင်ပြီးတော့ like ပေါင်းပါ S P O R T S sports နော် C E N T R E center sports center ဒါဆိုရင်ဆရာတို့ကဒါအားကစားလုပ်ရတဲ့အားကစားကြုံဆိုတော့တာရုသမီးတို့ရေဆိုတော့ဒီအားကစားကြုံထဲမှာတာရုသမီးတို့ဘတ်စကတ်ဘောကစားလို့ရပါတယ်အဲ့ဒါလေးကိုပြောခြင်းဆရာတို့ကဘယ်လိုပြောမလဲ you can play basketball at a sports center တွေ့ရနော် @sportcenter နော်@လေးကိုသုံးပြီးတော့ဆရာတို့ပြောချင်တဲ့ place တွေကိုနောက်မှာထည့်လိုက်တယ်ဆိုတော့ you can play basketball at a sports center နော်ဒီ sports center မှာဒါတို့ပြီးတော့ဒီ basketball ကစားလို့ရပါတယ်ဒီအိပ်ပက်လေးဖြစ်ပါတယ်ကဲဒါဆိုဒါတို့ပြီးတော့ဆရာတို့ဒီဆရာတို့မြို့ထဲမှာဆိုရင်ဘယ်နေရာတွေများရှိအောင်လဲဆရာတို့ထပ်ကြည့်ရအောင်ကဲဒီကပုံလေးကိုထပ်ကြည့်လိုက်ပါဟော့ ။အိုးဒီကကြတော့ဒါပုံထဲမှာဆိုဆရာဝန်ကြီးတွေ့ရတယ်နော်။ဆရာဝန်ကဒါသူ့ရဲ့နှစ်ချက်လေးနဲ့ဗာလဲကောင်းလေးကိုဒါနှလုံးခုန်ဆန်းနေတယ်။ဟုတ်ပြီနော်။ဆိုတော့ဒါဗာလဲဆိုတော့ဆရာတို့ဈေးရုံပေါ့နော်။ဆရာတို့ဈေးရုံဆိုရင်ဆရာတို့နေမကောင်းလို့ရှိရင်တခုဖြစ်လို့ရှိရင်ဈေးရုံသွားတယ်ဟလာဆရာဝန်နေရှိတယ်။ကဲဆိုတော့ဒီဈေးရုံကြတော့အင်္ဂလိပ်လိုဘယ်လိုခေါ်လဲနော်။ဆရာတို့က hospital လို့ခေါ်နော်။ hospital ဆရာဆန်းလုံးပေါင်းပေါင်းပြမနော် H O S P I T A L hospital ဆရာနောက်တစ်ခါထပ်ပေါင်းပြမယ်နော် H O S P I T A L hospital ဟုတ်ပြီနော်ကဲဒါဆိုရင်သားတော်သမီးတို့ရေဆိုတော့စိတ်ယုံမှာကြတော့သားတော်သမီးတို့ကဘာလုပ်လို့ရလဲဆိုတော့ဆရာဝန်သွားပြမှာပေါ့ဟုတ်တယ်မလားကိုနေမကောင်းဖြစ်လို့ရှင်ကိုဖျားလို့ရှင်ဟုတ်တယ်မလားယောဂါတစ်ခုခံစားလို့ရှင်ဆရာဝန်သွားပြမယ်ဆိုတော့အဲ့အလေးကိုဆရာတို့ကပြောခြင်းရင် you can see doctors at a hospital ဟုတ်ပြီနော် ဒီဈေးရုံမှာဆရာဝန်တွေကိုတွားပြီးတော့ပြလို့ရပါတယ်ဆရာတို့ at her at a hospital ဟုတ်ပြီနော်ဆိုတော့ you can see doctors at a hospital ဟုတ်ပြီနော်ဒါတော့ဆိုတော့ဒါလေးကိုရှင်းမယ်လို့ထင်ပါတယ်ကဲဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ပုံလေးထပ်ကြည့်ပါဒါတော့ဒီလိုအော်ဒီမှာဆိုဘာတွေ့ရလဲနော်သူတို့အုပ်စုကစားတောက်ဆိုင်မှာပျော်ပျော်ပါပါပါလုပ်နေလေနော်ဒါအစားတောက်တွေစားနေတယ်ကဲဆိုတော့အစားတောက်ဆိုင်တွေဆရာတို့ဒါ အမျိုးထဲမှာဆိုတော့အများကြီးပဲလေဟုတ်တယ်မလားစားသောက်ဆိုင်တွေအများကြီးပဲเนาะဒါစားသောက်ဆိုင်ဆိုတော့တရုတ်ဆိုင်လည်းရှိတယ်ဟုတ်လားမြန်မာစားသောက်ရောင်းတဲ့ဆိုင်လည်းရှိတယ်ဟုတ်လားဒါဒါမှမဟုတ်ယူရီးယားစားသောက်ရောင်းတဲ့စားသောက်ဆိုင်လည်းရှိတယ်အများကြီးပဲဆိုတော့ဒီစားသောက်ဆိုင်တွေကိုကြာတော့ဆရာတို့က English လို့ဘယ်လိုခေါ်လဲဆိုတော့ restaurant လို့ခေါ်เนาะ restaurant ကစားလုံးပေါင်းပေါင်းပြမယ်เนาะ R E S T A U R A N T restaurant ဟုတ်ပြီနော်ဆရာနောက်တစ်ခါထပ်ပေါင်းပြရမနော် R E S T A U R A N T restaurant ဟုတ်ပြီနော်ဆိုတော့ဒါတို့ပြီးတော့ရေးဆိုတော့ဒီစားသောက်ဆိုင်မှာကြာရင်ဘာလုပ်လို့ရလဲနော်အစားသောက်တွေဘာလို့လဲစားလို့ရတာပေါ့ဆိုတော့ကြာတော့အဲ့ဒါပြောချင်ရင် you can eat food at a restaurant ဟုတ်ပြီနော်ဆိုတော့ဆရာတို့ at a restaurant เนาะဆရာ ATD လေးကိုသုံးတာလေးကိုသတိပြုပါ at a restaurant ဆိုတော့ you can eat food at a restaurant เนาะဒါတို့ပြီးတော့စားသောက်ဆိုင်မှာအစားတွေစားလို့ရပါတယ်ကဲဒါဆိုရင်ဆရာတို့နောက်ဆုံးကြံတဲ့တနေရာလေးထပ်ကြည့်လိုက်အောင်ကဲပုံလေးကိုကြည့်ပါဒီကဟောဒီကကြတော့ပုံထဲမှာဆရာတို့ကဘာတွေ့ရလဲဆိုတော့ရဲသားကြီးကိုတွေ့ရတယ်ဆိုတော့ तू ကဘာလုပ်တာလဲဆိုတော့ဒါကရဲစခန်းမှာဗောเนาะဆိုတော့ရဲစခန်းကြတော့ဒါဆရာတို့ဒါမြို့နယ်တိုင်းမြို့နယ်တိုင်းမှာရဲစခန်း ရှိတယ်ဆိုတော့ဒီရဲစခန်းကိုဆရာတို့ကအင်္ဂလိပ်လိုဘယ်လိုခေါ်လဲနော် police station လို့ခေါ်နော် police station ရဲစခန်းဆိုတော့ဆရာစာလုံးပေါင်းလေးဖောင်းပြမယ် P O L I C E police S T A T I O N station police station ဆရာနောက်တစ်ခါထပ်ပေါင်းပြမနော်တေချာနားထောင်ပါ P O L I C E police S T A T I O N station police station ဆိုတော့ဒါတော့ဒီ police station ကိုဘယ်ချိန်ကမျိုးမှာသွားမယ်ဘာလို့လို့ရတယ်เนาะကိုတခုအကူအညီလိုအပ်တဲ့အချိန်မှာဟုတ်တယ်မလားဒုက္ခတခုကြုံတဲ့အချိန်မှာသွားလို့ရတယ်ဆိုတော့အဲ့ဒါလေးကိုဇာရောကဒါအကူအညီလိုအပ်တဲ့အချိန်မှာ police station ကိုသွားပါမယ်เนาะဒါလေးကို english လို့ဘယ်လိုပြောမလဲเนาะ you can get help at a police station ဟုတ်ပြီနော် at a police station လို့ဇာရောကပြောမယ်เนาะ you can get help at a police station เนาะဒါတို့ပြီးလို့ police station မှာเนาะအကူအညီတောင်းခံလို့ကြားပါတယ်ဆိုတဲ့သဘောလေးเนาะဆိုတော့ဒါတို့ပြီးလို့ရေဒီနေ့မှာတော့ဒါဆရာပြောသွားတဲ့တဲမှာဆရာတို့ကဆရာတို့ရဲ့ဒီမြို့ပေါ့เนาะ town ထဲမှာရှိရဲ့ places တွေเนาะဘယ်နေရာနေရှိလဲခုနစာကြည့်တိုက်တို့เนาะရုပ်ရှင်ရုံတို့ဟုတ်တယ်မလားဒါလေးတွေဒါဆေးရုံတို့ဟုတ်တယ်မလားဒါကြတဲ့နေရာတွေဆရာတို့အများကြီးရှိသေးတာပေါ့ဆရာတို့ဒါမိသက်စခန်းတွေပါတယ်လက်ရှိတယ်ဟုတ်တယ်မလားဆရာတို့ town ထဲမှာဆိုရင်တခြား ဒီ places တွေဆိုတာအများကြီးရှိတယ်ဥမာဆရာတို့ဒါဆရာတို့ရက်ွက်တွေတဲမှာဆိုရင်ဘာတွေရှိနိုင်မလဲဆိုတော့ဘန်ဂျန်ပေါ့နော် park တွေဟုတ်တယ်မလားဆရာတို့အဲ့ဒါတွေလည်းရှိတယ်ဟုတ်တယ်မလားနောက်ပြီးသွားရင်ဆရာ store ဆိုင်တွေလည်းရှိတယ်အများကြီးပဲနော်ဆရာတို့ places တွေဆိုတော့ဆရာတို့ကဒီနေ့တော့တင်သွားတာကဒါဒါ places တွေအကြောင်းကိုဆရာ English လို့ဒီ places တွေကိုဘလို့ခေါ်မလဲဒီနေရာဒါကိုဆရာကပြောသွားတာပြီးသွားရင်ဒီနေ့သင်ခန်းစာမှာအဓိကသားတို့က ဥမာဘယ်နေရာမှာเนาะဘာလုပ်နိုင်မှာလဲเนาะအဓိကဆရာပြောတင်တာဒီ places တွေကိုရည်ညွှန်းခြင်းတဲ့အခါမှာဆရာတို့က at at ကိုသုံးတယ်เนาะ at ဘာမှလဲဆိုရယ်เนาะထည့်မယ်ဆိုတော့ဥမာစာကြည့်တိုက်မှာဆိုရင် at a library ဟုတ်ပြီเนาะဥမာရုပ်ရှင်ရုံမှာဆိုလဲ at a cinema ဟုတ်ပြီเนาะဒါမှမဟုတ်ရင်ရဲစခန်းမှာဆိုလဲ at a police station เนาะဒီ at လေးကိုသုံးပြီးတော့ဒါတို့သမီးတို့ကဒီ places တွေကိုရည်ညွှန်းနိုင်ရမယ် ပြောတတ်မယ်။ကဲဒါဆိုသားတို့သမီးတို့ရေနော်သားတို့သမီးတို့နဲ့ဆရာတို့နဲ့နောက်ထပ်လာမယ့်သင်ခန်းစာတွေမှာထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်။